Lady Gaga. မြန်မာငွေအာသူရလက်မှတ်ကကျတော့မြန်မာငွေနဲ့ဆိုလို့ရှိရင်16သိန်းကျော်ပေါ့နော်ဆိုင်းလို့ဝယ်တော့ဟာတော့16သိန်းကျော်လောက်ရတယ်အဓိကကသူရဒီတချင်းတပုတ်မှာသူကပေါ်အဲ့ဒီ performance ကသူကဆက်လန်းလို့မျိုးပြတော့တာပေါ့နော်တချင်းဆိုရင်ပဲမဟုတ်ဘူးနဲ့သူရဲ့ တချင်းထဲမှာရအတိတ်ပဲတွေရောနောက်ပြီးတော့သူရဲ့မျက်နှာ expression ရောစလန်ကိုခန်းစားကြည့်နေတဲ့လိုခန်းစားရတယ်ဟုတ်အာသူရဲ့ဆောင်မှာကျတော့ဒီသူရဲ့ performance ကကျတော့ဒီဟိုဟာအရင်ကြိုက်တယ်။သူကတဲထဲမှာတဲထဲမှာ AB ကရတာဆော်တဲ့ဟာပေါ့နော်။အဲ့ထဲမှာဒီသူရဲ့တချင်းထဲကဟာဒီအယိုးတွေလည်းပါလို့လူယိုးအယိုးတွေနဲ့ဖက်ပြီးကရတာဟာအဲ့ဒါတော့ပြောကြတယ်ဟုတ်။ ကားကြတော့သူ့ရဲ့ဒီ performance ပေါ့နော် live performance ကတော့အမိုက်စားတူရဲ့အတန်ဆိုလို့ရှိရင်ပေါ့နော်အရင်မိုက်တယ်နောက်နောက်ပြီးတော့သူ့ရဲ့ဖြောပြေမှုအပုတ်တိုင်းပေါ့နော်အစနဲ့အဆုံးကြီးတော့မပြင်းရဘူးကျွန်တော်တို့ show verdad ကြည့်လို့ရှိရင်အစနဲ့အဆုံးကြီးကတက်တယ်တပြင်းပြင်းထားရတာပေါ့နော်အာနောက်ပြီးတော့သူ့ရဲ့အကတည်းဖြောပြေတယ်ပြီးလို့ရှိရင်အတီးတွေရောပြင်းလို့လည်းတီးပြတယ်ပေါ့နော် performance တွေမျိုးစုံမဲ့လုပ်ပြတော့လာအရင်တော်တော်သဘောကျပါတယ်ရှိလက်ရှိချူတယ် ဟုတ်တယ်ဟုတ်တယ်သူရဲ့ shop ပေါ်ချစ်ဖို့တည်တန်းသွားတာပါအဲ့သူရဲ့လက်မှတ်ကြတော့ကျွန်တော်တို့ဒီနလားနလားကျော်လောက်ကြောက်ချင်းစစ်စင်ရတာပေါ့နော်။ဘာလို့လဲဆိုတော့သူရဲ့လက်မှတ်အရင်ရောင်းတော့ကောင်းတယ်ခဏလေးဆိုတော့ရောင်းကုန်သွားတာပေါ့နော်။အာဒါတော့ဒါတော့နည်းနည်းနောက်ချတာဒီဆိုင်တော့အာနလားကျော်လောက်မှပဲ တော်လေးစစ်စစ်လိုက်တာပေါ့ဟုတ်အဲအတိကကသူ့ရဲ့ဒီတချင်းတပုတ်မှာသူကပပအဲ့ဒီပပမဲကသူကဆက်လန်းလို့မျိုးပြတော့တာပေါ့နော်တချင်းဆိုရောပဲမဟုတ်မနဲ့သူ့ရဲ့တချင်းထဲမှာရအတိတ်ပဲတွေရောနောက်ပြီးတော့သူ့ရဲ့မျက်နှာ expression ရောဆက်လန်းကိုခံစားကြည့်နေတဲ့လိုမျိုးခံစားရအာမြန်မာငွေဆိုတော့သူရဲ့လက်မှတ်ကကျတော့မြန်မာငွေနဲ့ဆိုလို့ရှိရင် ဆက်စစ်သိန်းကျော်ပေါ့နော်ဆိုင်းလို့ဝယ်တော့ဟာတော့ဆက်စစ်သိန်းကျော်လောက်ရတယ်သူရဲ့ဥဆောင်အားကြတော့ဒီသူရဲ့ performance အားကြတော့ဒီဟိုဟာအရင်ခြိုက်တယ်သူကတဲထဲမှာတဲထဲမှာအိပ်ပြီးကားတာဟာစော်တဲ့ဟာပေါ့နော်အဲထဲမှာဒီသူရဲ့တခြင်းထဲကဟာ ဒီအယိုးတွေလည်းပါတော့လူယိုးအယိုးတွေနဲ့ဖက်ပြီးကတဲ့ဟာအဲ့ဒါတော့တော့ကောကြတယ်တော့လူလက်ထကပါကြောဆော်တော့ဖြစ်တတ်တယ်မနော်ကျွန်တော်တို့လည်းအများကြီးမမြင်မှန်းရပါဘူးအဓိကသူရဲ့ဒီ live performance တွေဘလို့ဖြစ်ဖြစ်လဲနောက်ပြီးတော့ဒီတော့ရောက်ဒီလိလခန်းစားတာပေါ့နော်